ျွန်တော်ဖတ်ဘူးတဲ့စာအုပ်တွေကမှတ်မိတာလေးတခုပေါ့ဗျာဘဝမှာပြောင်းနေဖို့အကောင်းဆုံးနည်းလမ်းနှစ်ခုရှိတယ်ပထမတစ်ခုကရခဲ့ရင်ကျေးဇူးတင်ပါဒုတိယတစ်ခုကမရခဲ့ရင်ဖျားသခင်ရဲ့အလိုတော်ကိုလက်ခံပါမှတ်သားဝယ်ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်ဗျာရှေးခါတုန်းကပေါ့ဗျာဒီတာပမုခကြီးစီမှာပညာသင်နေတဲ့ကျောင်းသားနှစ်ယောက်ကပညာသင်ပြီးတဲ့အခါမှာသူတို့အိမ်ကိုပြန်သွားကြတယ်ပြန်နေရင်လည်းလမ်းမှာသူတို့နှစ်ယောက်ပညာဖလှယ်ကြရင်းနဲ့စကားစမြည်ပြောရတာက အငင်းကုံစကားများလာပြီးငွေကြေးဆိုတာလိုအပ်တဲ့မိဘတွေအတွက်မိသားစု စားဝတ်နေရေးအတွက်ပဲဖြစ်ဖြစ်လူကိုလူတွေငါတို့နေနဲ့ဘယ်ရှာလို့ရမနိုင်ဦးမလဲငါတို့ကကြောင်းသားလေးတွေပဲရှိသေးတယ်မို့လားဒါမဲ့ဖျားပေးရင်တော့ရမှာပေါ်လို့ပြောလိုက်ပြီးစုတွေလက်တွေကဖျားကပြီးမှလားကံကောင်းပြီးရတာပါကွာမဟုတ်ရင်ပညာရှိတဲ့သူပဲဖြစ်ဖြစ်လုံးလဝရိယထားရတဲ့သူပဲဖြစ်ဖြစ်အစင်ပြေပါဘူးအဲ့လိုပဲဟုတ်လိမ့်မလဲ ပြန်ကောင်းမှသာဘုရားကပြေးတော့ရမှာပေါ့မဟုတ်ရင်ပညာရှိလည်းရမှာမဟုတ်ဘူးဒီနေရာမှာလုံလောက်ပရိယာတွေဘာမှသုံးမကြဘူးဒီလိုနဲ့သူတို့နှစ်ယောက်ကြားမှာအငင်းပွားမှုတွေများလာပြီးတယောက်ပြောတာကိုတယောက်ကညင်းနေကြရင်နောက်ဆုံးမှာသူတို့တယောက်စလုံးဘယင်းစီကိုတားမိဖို့တဲ့သုံးဖြစ်လိုက်ကြပါလိမ့်နန်းတော်ကိုရောက်သွားတဲ့အခါမှာဘယင်းကညီလာခံကျင်းပါနေရမို့ပြည်သူတွေတင်ပြရတဲ့အချိန်မှာသူတို့တယောက်ကညင်းခုန်နေကြတဲ့ကြောင့်ဘယင်းကစိတ်ဝင်စားပြီးရှောက်တဲ့ခဏရာ တရားတလဲရှောက်တင်လိုက်ပါရယ်။ဘယင်မင်းတရားကြီးခမကျွန်တော်မျိုးပြောချင်တာကစုရည်လက်တွေဆိုတာကဘယင်ကပြီးမှသာကံကောင်းပြီးရတာဖြစ်ကြောင်းပညာရှိတဲ့သူပဲဖြစ်ဖြစ်လုံလောက်ပရိယာထားတဲ့သူပဲဖြစ်ဖြစ်မသက်ဆိုင်ကြပါဗျာ။ဘယင်မင်းတရားစုရည်လက်တွေဆိုတာကကံကောင်းတဲ့သူကိုဘယင်ကချင်းမြင်တာပဲဖြစ်ကြောင်းပညာရှိတာမရှိတာလုံလောက်ရှိတာမရှိတာမသက်ဆိုင်ကြပါဗျာ။ဒီလိုရှောက်လိုက်တဲ့အခါမှာ ပထမအကြောင်းသားပြောပုံရဘရင်ကိုချီးကျူးတဲ့အိဗေပေါက်တာကြောင့်သဘောကျပြီးပထမအကြောင်းသားကိုပဲအနိုင်ပေးခြင်းပဲမယ်။ညီလာခံတက်နေတဲ့အချားအမှုတန်းတွေအချားသူတွေလည်းရှိနေတာကြောင့်အမှန်မှားမှဆုလို့ဖြစ်ငါ့ကိုချင်းမွတ်နာကိုကြားလိုက်ရတဲ့အတွက်ငါကိုယ်တော်မြတ်နှစ်သက်ပါတယ်။ဒါကြောင့်မင်းတို့ကိုလက်ဆောင်ပြည့်နဲ့တစ်ခုစီပေးလိုက်မယ်။ဒီလက်ဆောင်တွေကိုယူပြီးမင်းတို့အိမ်ပြန်ကြတော့ပြီးရင်နောက်တစ်လကြားတဲ့အခါမှာဒီကိုပြန်လာခဲ့ကြ။အဲ့ဒီအခါမှာ ဒီစလားမင်းတို့ဘလို့ကုန်ခဲ့လဲငါ့ကိုပြန်လာပြောလို့ရတယ်။နှော်စလုံးကိုမှားပြီးပြန်ခန့်လိုက်ပါတယ်။ဒါနဲ့ကျောင်းသားနှစ်ယောက်လည်းဘယင်ပြည့်တဲ့လက်ဆောင်တယောက်တထုပ်စီကန်ကြီးရဲ့လာလန်းအတိုင်းပြန်သွားခဲ့တယ်။သူတို့ရကိုမရောက်ခင်လမ်းတစ်ဝက်မှာဟိယတင်ကြည့်ငါတို့လက်ဆောင်ကဘာတွေလဲကြည့်ကြစို့ကွာ။ဒီလိုဆိုပြီးပထမကျောင်းသားကသူ့အိတ်ကိုဖေးချပြီးဒုတိယကျောင်းသားအိတ်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာအိတ်ထဲကဖျက်သီးတွေဖြစ်နေတာကြောင့် ဖျောက်တင်းငယ်ချင်းငါဖျက်သည်စားချင်နေတာကွာအတော်ပဲငါဟာကဖျုံသည်ကြောက်ကွာမင်းဒီဖျုံသည်ကိုယူလိုက်ငါ့ကိုအဲ့ဖျက်သည်ပြီးပါလားဒုတိယចောင်းသားကလည်းသူစားချင်နေတယ်ဆိုလို့အလွယ်တကူပဲလဲပစ်လိုက်ပြီးပထမចောင်းသားရဲ့ဖျုံသည်ကိုကန်နေရဲ့အိမ်ပြန်လာလိုက်ကြတယ်အိမ်ကိုရောက်တော့ပါလာတဲ့ဖျုံသည်ကိုခွဲကြည့်လိုက်တဲ့အခါမှာဖျုံသည်တဲကကြောက်တံပရမရဲ့ထွက်လာပြီးဘယင်ကြီးအရင်ကတည်းကနေ အပေါက်တည်းလေးဖောက်ပြီးဘယုံသီးတဲ့ကိုကြောက်တာပရများကြီးထည့်ထားတာဖြစ်ပါလေဒုတိယကြောင်သားကအိမ်ပြန်ရောက်တော့ပါလာတဲ့ဘယုံသီးကိုခွဲလိုက်တဲ့အခါမှာအထဲကနေစင်ပရများကြီးထွက်လာတယ်မင်းကြီးကသူ့ကိုချီးမွမ်းတာကြောင့်ပထမလူကိုအနိုင်ပေးချင်လို့စီစဉ်ထားတာဖြစ်ပြီးလမ်းမလဲလဲတဲ့အတွက်ကြောင့်ဒုတိယလူလက်ထဲစုလက်ဆောင်တွေအပြည့်ပါတဲ့ဘယုံသီးကိုရခဲ့တာဖြစ်ပါလေဒီလိုနဲ့ဘယင်ကြီးပြောတဲ့အချိန်တလားပြည့်တဲ့အခါမှာ နေအောင်စလုံးမင်းကြီးရဲ့နန်းတော်ကိုပြန်ရောက်ကြပြီးပြီးခဲ့တဲ့တလဘလို့ကုံဆုံးခဲ့လေဒီလိုမေးတော့ပထမလူကိုမိတဲ့တဲ့ခါမှာသူကငိုပြီးမင်းကြီးပြီးတဲ့လက်ဆောင်ကို ကျွန်တော်တို့လမ်းမှာလဲလိုက်ကြတယ်ဒီတော့ပုံမှန်အတိုင်းပဲတအားကြိုးစားတအားပြင်ပခံပြီးရှာဖေးစားတော့ရတယ်ပြင်ပန်းပါလေလို့ဖြစ်လိုက်ပါတယ်ကျွန်တော်ရတဲ့ဖယဲသီးကိုသူကကျွေးလိုက်ပြီးသူ့ပြုံသီးကျွန်တော်ယူသွားလိုက်ပါတယ်အိမ်ရောက်တော့ဖယုံသီးကိုခွဲတဲ့ခါမှာ ဖယုံသီးတဲကစိန်ပရံများတွေထွက်လာတယ်လို့ကျွန်တော်ကတော့အေးဆေးတာယာနဲ့ကုံဆုံးခဲ့ပါတယ်ဒီလိုဖြစ်လိုက်ပါတယ်မင်းကြီးကသူ့အမားကိုတီးသွားပြီးအေးကံကောင်းမှပဲငါပေးတာကိုရနိုင်တာငါတော့ပေးလိုက်တာပဲလေကံမကောင်းရင်ငါလိုဘရင်တော်ဘာမှလုံပေးနိုင်ဘူးဒီပုံမြင်ကသင်ပြတာကကံကောင်းမှအရာရာအောင်မြင်တာပါဒါပေမဲ့ကံကိုဘယ်သူမှဖန်တီးတာလဲကျွန်တော်ရဲ့ကံဟာ ျွန်တော်ရဲ့လုံရက်တွေကလည်းဖြစ်လာတာပါကန်ဆိုတာကျွန်တော်ရဲ့အတိတ်တုန်းကအကျင့်တွေပြုမှုချက်တွေကလည်းဖြစ်လာခဲ့တာပါအခုကစပြီးကောင်းတာတွေလုပ်မယ်ဆိုရင်အနာဂတ်မှာကံကောင်းလာမယ်ဒါကြောင့်ကောင်းတာတွေလုပ်ပါဒါဆိုရင်သိရဲ့ကံကလည်းပြောင်းလဲလာလိမ့်မယ်